ဒီလိုအကြောင်းအရာကြောင့်အနုပညာအလုပ်ရန်နာတော့မယ့်ဖွေဖွေပရိသတ်များအလုံးမဲ့မင်္ဂလာပါရှင်ဖွေဖွေကအနုပညာလောကမှာထိတ်တန့်မန္တမီအဖြစ်ရပ်တည်လာခဲ့တာဆယ်စုနှစ်တခုမကတော့ပါဘူးပြီးခဲ့တဲ့6နှစ်လောက်ကလေးကအနုပညာလောကကနေနာခဲ့ကခင်ကွာနေခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့နှစ်အစမှာမှအနုပညာလောကတွေကိုပြောင်းဝင်လာကရုပ်ရှင်ဇာတ်ကားကြီးတွေပြောင်းရိုင်းနေတာဖြစ်ပါတယ်အနုပညာအလုပ်ပြောင်းလုပ်ပြီးတစ်နှစ်အတွင်းမှာရုပ်ရှင်ဇာတ်ကားကြီး3-5တာတည်ယူဆောင်ထားတာပါ ဖွေဖွေကအနုပညာလောကကိုပြောင်းဝင်လာတဲ့အချိန်မှာမနာလိုမုံထားသူတွေလည်းအရန်ကိုများပါတယ်။အောင်မြင်တဲ့ထိတ်တန့်မင်းသမီးတယောက်ကအနုပညာအလုပ်ပြန်လုပ်တာမို့အနုပညာလောကကတချို့သူတွေအတွက်လောက်ွက်တွေပျောက်စေခဲ့တာကြောင့်မှဒါကြောင့်မို့လဲတချို့ဆိုရင်သူကိုနီလန်မျိုးစုံနဲ့စိတ်အနှောက်ရှက်ပေးဖို့ကြိုးစားနေကြတာပါ။အကောင့်တူတွေလည်းဖောက်ပြီး comment တွေရေးကြတာတွေရှိပါတယ်။အနုပညာအလုပ်ပြန်လုပ်တဲ့တစ်နှစ်အတွင်းမှာဒီလိုကြိုးစားကမနာလိုတဲ့စိတ်တွေပြသနေတာကိုဖွေးဖွေးကခံနေရတာမို့ စိတ်တွေအနှောင့်အယှက်ဖြစ်နေရတာပါ။ဒါကြောင့်မို့လို့ပြီးခဲ့တဲ့ရက်မှာတော့အနုပညာလောကကနေထွက်ခွာစီခြင်းနေကြတဲ့သူတွေကိုတရင်ကောင်းပါလာခဲ့တာပါ။သူကအတင်းလိုက်ပြီးမနှောက်ရှက်နေတော့ပဲဒီစီနေဖို့တတိပေးလာခဲ့တာပါ။အကြောင်းရင်းကတော့သူလည်းအနုပညာလောကမှာအချိန်ကြာကြီးဆက်ရှိနေမှာမဟုတ်တော့တာကြောင့်ပါ။အနုပညာလောကကထွက်သွားစီခြင်းကြတဲ့သူတွေရဲ့ဆန္ဒကတကယ်ဖြစ်လာတော့မှလို့ဆိုလာတာပါ။ဝိဝေက6နှစ်လောက်အနုပညာအလုပ်တွေရန်နာထားခဲ့ပြီးမဲ့ ပြန်တရုတ်ဆောင်တဲ့အချိန်မှာတနည်းမှ၃ကားလောက်သာပြန်ရိုက်နေတာပါတနည်းလုံးနေမှာရုပ်ရှင်၃ကားလောက်သာရိုက်တော့မှမဟုတ်အများကြီးလည်းမလုပ်ဖြစ်ဘူးလို့အသိပေးလာခဲ့တာပါတကယ်လို့သူ့အနေနဲ့ပိုရိုက်ခြင်းနဲ့ဆိုရင်တော့ခန္ဓာကိုယ်ကမလိုက်နိုင်တော့ပါဘူးအတက်ကလည်းကြီးလာပြီဖြစ်တဲ့အတွက်ပင်မနဲ့ထံကိုသိမခံနိုင်တော့တာကြောင့်ပါဒါအပြင်နောက်ထပ်၃နှစ်လောက်ပြီးရင်ရုပ်ရှင်ရိုက်တာကိုနားကအနုပညာအလုပ်တွေကိုနားလိုက်တော့မှဖြစ်ပါတယ်ဖွေးလည်း၃နှစ်လောက်ပဲလုံနိုင်တော့မှာပါအတက်လည်းကြီးပြီးပြောင်းဝင်လာမှကြောက်ပြီး အကောင့်တူ6800စာရင်းငါပြီးစေအနောက်ရှက်တွေပေးနေကြတာတွေနာကြပါတော့။ဆိုပြီးဖူဖေးကရေးသားလာခဲ့တာဖြစ်ပါတယ်။ဖူဖေးကသူ့ကိုအားပေးတဲ့ပရိသတ်တွေရဲ့ဆန္ဒကိုဖြည့်ဆည်းပေးချင်တာကြောင့်ရုပ်ရှင်ပြန်ရိုက်ဖြစ်တာပါ။ပရိသတ်တွေကသူ့ကိုဇလံကောင်းနေနဲ့ပြန်မြင်နေကြတာပါ။ဒါကြောင့်မို့လို့ဇလံကောင်းနေရွေးချယ်ကရိုက်ဖို့အတွက်ပြင်ဆင်နေကြတာပါ။ပထမဆုံးကံပတ်တဲ့ရုပ်ရှင်ကိုဟာတာရုပ်ရှင်အဖြစ်တရုပ်ဆောင်နေအတွက်လဲဝေဖန်ခံရတာတွေကရှိပါတယ်။အခုလက်ရှိမှာပြသနေပြီဖြစ်တာမို့ ပဲပြုတ်တောင်းနေပဲပြုတ်မပါတာကအစပြောဆိုခံနေရတာပါဖွေဖွေကပေါကားတွေတရုတ်ဆောင်နေတယ်ဆိုပြီးလူတွေက ပြောဆိုနေကြတာပါဖွေဖွေကနောက်ထပ်သုံးကားကိုတော့ Romance တက်ကနေ Academy မှန်လို့ရတဲ့ရုပ်ရှင်နာကားကိုတရုတ်ဆောင်ထားတာဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ကမှ Gia ဆိုတဲ့ရုပ်ရှင်ကိုပင်တရမှာတွားရိုက်ခဲ့တာဖြစ်ပြီးဒီနေ့အတွက်လေးကားများရုပ်ရှင်ကိုရိုက်လို့ပြီးသွားပါပြီသူအနေနဲ့နောက်ထပ်ရုပ်ရှင်ကိုမရိုက်ဘဲနောက်အောင်မှဖြစ်ကောင်းနောက်နေ့အတွက်ဇလန်းကောင်းတွေရွေးချယ်သွားတော့မှာပါ ူပေကရုပ်ရှင်တကားဆိုတကားအောင်မြင်သလိုအကယ်ဒမီပွဲအတွက်လည်းပွဲကျက်စီတဲ့အတွက်နောက်တက်တဲ့မင်းသမီးတွေအတွက်အကယ်ဒမီနေရာပွဲကျက်တာတွေလည်းဖြစ်စေပါတယ်။ဒါကြောင့်မို့တချို့ကဖူပေကိုမလိုတာတွေလည်းရှိနေတာပါ။ဖူပေကသူ့ကိုဘယ်သူတွေမနာလိုနေဘူးဆိုတာလည်းသိတဲ့အတွက်မနာလိုသူတွေဝမ်းသာအောင်အခုလိုအသိပေးလာခဲ့တာဖြစ်ပါတယ်။ဖွေဖွေကလက်ရှိမှာအသက်38နှစ်တောင်ရှိနေပြီဖြစ်တဲ့အတွက်နောက်၃နှစ်လောက်ဆိုအသက်40ပြည့်တော့မှာပါ အသက်40ကျော်ရင်သူ့အနေနဲ့ရုပ်ရှင်တွေတိရိုက်ဖြစ်တော့မှာမဟုတ်ပါဘူး။အမှုပညာအလုပ်တွေနားတော့မဲ့ဖူဖူရဲ့ပေါ်အမြင်လေးတွေကိုလည်းပြောပြပေးခဲ့ကြပါအောင်ရှင်။